ီလိုမျိုးစတိတ်တပွဲဟိုမှာဘက်50ဝင်းကျင်မြန်မာဝင်နဲ့ဆိုလို့ရှိရင်6000လောက်ကနေပြောစားစားလို့ရတယ်စတိတ်ကောင်းကောင်းလေးတွေရတယ်ဘတ်ဂျက်ဆိုင်တွေကိုခေါ်သားပေးမှာဖြစ်ပါတယ်ပယ်ဆိုင်လေးလဲဆိုတာကိုသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်ဒီဆိုင်လေးကတော့ BTS ဥဒုံစုကနေပြီးတော့15မိနစ်လောက်လမ်းလျှောက်သွားရင်ရောက်တယ်။ဒီဥဒုံစုလမ်းမပေါ်မှာရှိတဲ့ဆိုင်လေးပေါ့နော်။တော်ကြော်ဆိုင်ခွဲ5ဆိုင်လောက်ရှိရပေါ့နော်။သူ့စီရမီနီယူရဲ့ဆိုလို့ရှင်လည်းပါစားစားတဲ့ပွဲကိုဘက်တရာမကြုံဘူး။ ဒီအစိတ်ကြီးကလည်းလေးစည်းသအားတန်တော့ထိုင်းလိုကယ်ရီအများစုလာစားကြရတော့တွေ့ရတယ်။ဆိုင်းကတော့ဘတ်ဂျက်တိတ်လေးလုံးမယ်ဆိုလို့ရှိရင်ဒီဆိုင်လေးမှာလာစားဖြစ်တာများရဲ့ပေါ့နော်။ဒီမှာကျတော့ chicken steak ဆိုလို့ရှိရင်ဘတ်90 pork steak ဆိုလို့ရှိရင်တော့65ပတ်နဲ့80ဝန်းကျင်ကြားရှိရယ်။ဆိုင်နော်ရော pop steak နဲ့ pop chop နှစ်မျိုးမှာလာပါတယ်ပြီးတော့သူက sauce ကကြတော့ဒီလို tomato sauce နဲ့ chili sauce နှစ်မျိုး free ချပေးထားတယ်ပေါ့နော် သူစရာအတားရဆိုလို့ရှိရင်လည်းဒီလိုမျိုးချူစီဖြစ်ပြီးတော့နုနုအီအီနေနဲ့စားလို့ကောင်းတယ်။ဆရာကျတော့ဒီလိုအပေါ်ကနေမြုပ်ကောင်းလေးဖြိုးရေးစားရတော့ပို့ပြီးတော့ကြိုက်တယ်။ soft ကတော့ဒီလိုမျိုး free chat ပေးတဲ့နှမျိုးနဲ့မစားကြလို့ရှိရင်ဆိုင်းအခုမှဒီလိုမျိုးမာလာ sauce လေးနဲ့လည်းမစားလို့ရရပါတော့။ဒီမာလာ sauce ကကျတော့ဒီလိုတပွဲကို15ပတ်ပေးရတယ်။ဒီမာလာ sauce ကကျတော့လေနှုတ်မွေးလေးနဲ့တော်တော်လေးလည်းစားလို့ကောင်းတယ်။ဆိုင်းကတော့ရောက်တိုင်းဒီမာလာ sauce တပွဲကတော့မပါမဖြစ်အမြဲတမ်းပါတယ်။ ဒီလိုမျိုး steak တပွဲမှာလို့ရှိရင်တော့သူက side dish ထဲမှာဆိုရင်ဒီ feather toast နဲ့အာလူးကျောင်းကျော်လေးပါထည့်ပေးရတယ်။ဒီ toast လေးရလဲလေး top bun တင်းလေးနဲ့စားလို့ကောင်းတယ်။ပြီးတော့ဒါလေးရကျတော့ mashed potato လေးပေါ့နော်။သူကလည်းဒီလိုမျိုး soft ဖြစ်ပြီးတော့အီအီလေးနဲ့စီစီလေးပေါ့နော်စားလို့တော့ကောင်းတယ်။ဒါပေမဲ့အပေါ်မှာဆန်းပေးထားတဲ့ဒီအနှစ်ကကျတော့လေးနည်းနည်းလေးပြစ်ပြီးတော့ကြီးရဲပေါ့နော်။ဒီတပွဲကိုဆိုလို့ရှိရင်တော့25ပဲပဲပေးရတယ်။ ဒါလေးကကျတော့ပော့ချော့ပေါ့နော်သူ့ရဲ့အသားကျတော့လေအစီအသားမြပြီးတော့ပို့ပြီး juicy ဖြစ်တယ်ပေါ့နော်ဒီပော့ချော့ဆိုလို့ရှိရင်တပွဲကိုဘတ်80ပဲပေးရတာသူ့ရဲ့အသားတော့ဆိုလို့ရှိရင်လည်းအကြီးကြီးပဲပါတယ်တခုရှိရဒီမှာကျတော့အမဲသားတော့မရဘူးဗောနော်ဒီလိုမျိုး chicken steak pork steak ပြီးလို့ရှိရင် fish and chips နဲ့နော်ပြီးတော့ sausage လေးရရပါဗောနော် ပြတုစီမဆက်လက်နေနေရရပါတော့။ဆိုင်းခူတော့မစားခင်ရလို့ရှိရင်တခါစားတော့မှာတော့ဒီကတူနာဆက်လက်လေးလည်းတော်တော်လေးစားလို့ကောင်းတယ်။ဒီဆက်လက်တွေဆိုလို့ရှိရင်လည်းတပွဲဟိုမှာပတ်40 50ဝန်းကျင်ပဲပေးရတယ်။ဒီအစတိတ်ဒီအကြော်လေးတပွဲမှာပန်း50 80ဝင်းကျင်ပါတော့မြန်မာဝင်နဲ့ဆိုလို့ရှိရင်တစ်ပေါင်းလောက်ပဲရှိတော့လေတော်တော်လေးလက်တန်တယ်လို့ပြောရမယ်။တရားကမှဘက်တရားမကျော်ပဲနဲ့ဒီလိုမျိုးဘက်ဂျက်တိတ်လေးလုပ်ချင်တာဖြစ်ဖြစ်စတိတ်လေးစားချင်ရင်ပဲဖြစ်ဖြစ်ဒီစားလေးကတော့တော်တော်လေးအဆင်ပြေရပါတော့။ င်သမီးရထိုင်းလိုပဲဆိုတော့ဆိုင်ကွန်မန့်နေမှာပဲရေးပေးထားပါမယ်ဒီဆန်လေးကကျတော့ညနေ3:00နာရီနေပြီးတော့ညတစ်ကောင်တော့ဒီဖွင့်ပါတယ်။အဲညဘက်ပိုက်ဆာလို့မုတ်ထွက်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဦးတုံဆုံးလမ်းမပေါ်မှာရှိရဲ့ဒီ stick ဆိုင်လေးမှာလာစားလို့လည်းရပါတယ်။နောက်လေဈေးတန်တန်လေးနဲ့စားလို့ကောင်းတဲ့ဆိုင်လေးတွေကိုရှာပြီးတော့လည်းညွှန်ပြပါဦးမယ်။ဒါဆိုရင်တော့ဆိုင်နောက်ဘက်မှာပြန်တွေ့ပါမယ်။အားလုံးပဲတတ်တာ။